ည6နာရီခွဲလောက်မှာပေါ့ဟိုချိန်မှာညီလေးတို့ရောက်ခေါ်တယ်ပေါ့တွေ့ကျင်လို့ပေါ့ကျွန်တော်တို့လည်းဘာမှညာမှမသိဘူးအဲ့ချိန်မှာထမင်းစားနေတဲ့ချိန်မှာထမင်းစားတက်လန်းကြီးနဲ့လူခွန်လောင်းလောင်းနဲ့ကျွန်တော်တို့လာခေါ်သွားတယ်ไอ้สีกาลีเนี่ยขอว่าได้กาบิวลีเนี่ยบ่ขอว่าได้ไลฟ์วาเลยไปเลยไปโหเลยจะฎับบงย้ายดิฎับบงย้ายเลยไปเลยไปแล้วเราสู้ซองยีง้าโหตั้นปูไปได้ปะตะเมียวเด้มาเว้ย ကိုပိုင်းနံပါတ်ကပါစပေါ့1336ရှစ်နေပေါ့ကျွန်တော်နာမည်ကတော့ကိုဆိုင်ပါကျွန်တော်ကတော့မြတ်သူဖြစ်ပါတယ်ကျွန်တော်ကတော့ပသိမ်မြုံနယ်မှာနေပါတယ်ကျွန်တော်ပြည်သူ့စစ်မှုထမ်းကိုပါနံပါတ်ကတော့1933 5139ပါ လေးတိုင်းဘက်ကပေါ့အဲ့ဒီကနေပြီးတော့ဒီဘကိုးတိုင်းဘက်ကနေပြီးတော့အလောက်ခစားလေးလိုင်းမောကနေပြီးတော့အလောက်ခစားလေးတွေ့တယ်အလောက်ခစားတွေ့တော့ကြတော့သူခေါ်တဲ့အကြောင်းအရာနဲ့ကိုလုံးတဲ့အကြောင်းအရာနဲ့လည်းတိုက်ဆိုင်ရတော့ကြတော့ဆက်သွေလိုက်တယ်ဆက်သွေတော့ညီလေးတဲ့အစင်ပြေတဲ့အသွေနဲ့ကိုရှိလာခဲ့တဲ့အသွေတော့လည်းချိတ်ဆက်ပြီးတော့ပေါ့အဲ့ဒီညာညာကားစီးလာတယ်မနက်ကြတော့ဒီရောက်တယ်ဒီရောက်တော့အဲ့ကိုရှိမှပဲအဲ့လိုလုပ်တယ်ဒီလိုပဲနေတိုင်းနေစဉ်နေစဉ်နေတိုင်းပဲတော့ပုံမှန်လေးတိုင်းပဲသွားတယ်၃လကျော်လောက်သွားပြီးတဲ့အချိန်မှာ6လပိုင်း29ရက် 9 6နိုင်ခွဲလောက်မှာပေါ့အောက်ချိန်ကညီလေးတို့ယောက်ကိုခေါ်တယ်ပေါ့တွေ့ကျင်လို့ပေါ့ကျွန်တော်တို့လည်းဘာမှမညာမသိဘူးအဲ့ချိန်မှာထမင်းစားနေတဲ့ချိန်မှာထမင်းစားတက်လန်းကြီးနဲ့မှတ်ပုံလေးလေးပါယူခဲ့ဆိုတော့နှစ်ယောက်သားမှတ်ပုံလေးလေးယူသွားကြတယ်ယူသွားပြီးတော့အချိန်မှာလောင်းနဲ့အောက်ချိန်မှာခေါ်လို့ခဏလိုက်ခဲ့အောင်ဆိုတော့လူခုနှစ်ယောက်လောင်းနဲ့ကျွန်တော်တို့လာခေါ်သွားတယ်ခေါ်ပြီးတော့အောက်ချိန်မှာဘာဘာမှမပြောဘူးမှကြတော့ဒါညီလေးတို့ဒီနှစ်ယောက်ညီတို့နှစ်ယောက်ကဒီမှာထိုင်အောင်နဲ့အဲညီလေးတို့မှတ်ပုံလေးပေးတဲ့မှတ်ပုံလေးနှစ်ခုကိုယူလိုက်တယ်ယူပြီးတော့စာရဲထဲမှာဖြည့်လိုက်တယ်ဖြည့်ပြီးတော့ဟို ်ဘယ်မှမသိတဲ့ဖုန်းတစ်လုံးနဲ့ဝင်လာတယ်အညီလေးနဲ့ပို့တဲ့စူပေါင်းရုပ်တန့်ပို့လိုက်တော့တဲ့ pro ပေါကတစ်စီးနဲ့ပဲအဲကျွန်တော်ရဲ့ကျွန်တော်တကယ်ချင်းတယောက်ရဲ့အဲထိုင်ပြီးတော့ဘေးမှာစစ်သားနှစ်ယောက်ပါတယ်အစစ်သားနှစ်ယောက်ကနေပြီးတော့ကျွန်တော်တို့စူပေါင်းရဲ့အမှတ်အတိုင်းဦးလေးရ40ကိုခေါ်ဆောင်သွားရတယ်ဒုစမူရနဲ့မရောက်ခင်ကကျွန်တော်အလုပ်တွေဝတ်လုပ်ခဲ့ဘူးပါ။ခြောင်ပုံဘက်မှာပေါ့။ဖောင်အောင်တွေပါတွေဝတ်လိုက်ခဲ့ဘူးပါ။ဖောင်အောင်လိုက်တဲ့အချိန်ကကျွန်တော်တကူးလကုန်ပြီးတော့ကဆုံလာတဲ့မှာကျွန်တော်ဖောင်အောင်နေပြန်ပြီးတော့ရှစ်လခွဲပေါ့။ရှစ်လခွဲ ဒါပြန်ကျွန်တော်ပြန်တက်လာတယ်ပေါ့ပြန်တက်လာပြီးတော့ကျွန်တော်ငါဟိုခိုင်းကျုံးဘက်မှာငါတလောက်ဝိုက်ဝါလိုက်ပါတယ်အဲအန်ဒီတကူးကဆုံနေုံဝါဇူလာလောက်မှာကျွန်တော်ပြန်တက်လာပါတယ်တက်လာတဲ့ခါမှာကျွန်တော်ပတန်ရောက်တော့မတ်တစ်ဘောဒရနာမှာလူမျိုးနဲ့တွေ့ပါတယ်လူမျိုးကညီလေးမင်းမှတ်ပုံနဲ့ပါလာလို့မေးပါတယ်မေးတော့ကျွန်တော်ကမှတ်ပုံနဲ့ကိုရိုက်ထားစေပါကျွန်တော်မရသေးဘူးလို့ကျွန်တော်ပြောပါတယ်သူတို့ကနေပြီးတော့ညီလေးခဏလိုက်ခိုင်းအောင်ဆိုကျွန်တော်ခေါ်သွားပါတယ်ကျွန်တော်ကလိုက်သွားပါတယ်လိုက်သွားလေပြလေပြပြီးတော့ညီလေး မင်းဒီထက်တော့ဝင်ရမယ်လို့တို့ကမပြောပေမဲ့ဒါပေမဲ့တို့ကတော့တို့ကြံစီနေတော့တို့ရှိနေပါတယ်ဖလဲရတဲခုခန်းမှာကျွန်တော်ကိုတညသိပ်ပါတယ်တညသိပ်လဲသိကောကျွန်တော်ခန်းထဲမှာတယောက်ရှိပါတယ်တွန်တော်ဘေးနာခန်းထဲမှာတယောက်ရှိပါတယ်နှစ်ယောက်ပေါ့နှစ်ယောက်ကိုကျွန်တော်အလင်မပေးဘူးမနဲ့လဲကြလဲကြလဲကြကြောကျွန်တော်ကိုခေါ်သွားပါတယ်တာပေါင်းရုံးဘက်ကိုတာပေါင်းရုံးကိုမရောက်ခင်ကဟိုငကိုကျိုးတရအဟောင်းပတိန်ကျိုးတရအဟောင်းနာမှာရဖေးဆိုင်မှာကျွန်တော်ကိုခေါ်တွေ့ပါတယ်အဲပါတယ်ပတိန်က ဘိုးကြီးဆိုလားကျွန်တော်တို့တစ်ခါမှလည်းမမြင်ဘူးတိလည်းမသိဘူးပေါ့နော်ခေါ်လဲကွာသူနဲ့စကားတွေပါတယ်သူတို့ကတော့၃ယောက်ပြောတာပေါ့ပြောလဲပြောကျွန်တော်ကိုတာပေါင်းရုံကိုအင်စီကားလေးနဲ့ခေါ်ရတယ်အကားပြုတ်လေးနဲ့ပေါ့ခေါ်ရတယ်လိုက်သွားလဲပြီးလဲပြီးတော့ဟိုလဲကြဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်လဲပြီးလဲပြီးတော့ကျွန်တော်ကိုစူဆောင်ရေးငါးကိုတန့်ပို့ပါတယ်ပတ်သက်မျိုးထဲမှာပဲအဲ36ရောက်ထဲမှာကိုတယောက်ထဲပဲမျက်မှန်ပါတာဆိုတော့ကြတော့မင်းလည်းလုံနိုင်ပါမလားပေါ့မျက်မှန်ချွတ်လို့ရလားလို့မေးတယ် အာအဆင်မပြေဘူးလို့ကျွန်တော်မြန်မာပါဝါ900ကျော်တယ်လို့ပြောရတာအာသူတို့ကကျွန်တော်ပြောတော့မယုံမယုံတော့ကြတော့အာ30ရက်10လ2024မှာကျွန်တော်ဟိုဟာမော်လမြိုင်ကရင်300ဆေးုံမှာပေါ့ကျွန်တော်မျက်စိကိုစစ်တယ်အဲစစ်တဲ့အချိန်မှာလည်းအဖြေကထွက်တယ်950 600လည်းဖြစ်နေတယ်ကျွန်တော်ယခုလက်ရှိတက်ထားတာပါဝါ900ပေါ့ဒါပေမဲ့ဆေးစစ်တဲ့အချိန်မှာကျတော့တစ်ဖက်က950နဲ့တစ်ဖက်က600ဖြစ်နေတယ်အဲ့ဒါကိုဘယ်လိုပြောမလဲဒီဘိုးကြီးရှိရောက်လာတဲ့ပြရမှာအာမင်းတကယ်ပဲပေါ့ အဲ့လိုဖြစ်တဲ့ကျေနေုံပေါ့သူလည်းကြည့်ကြလောက်ဦးမယ်ဆိုပြီးကျွန်တော်တို့အဲဆေးတော်တင်ပေးတယ်ပေါ့ဒါပေမဲ့အစင်မပြေခဲ့ဘူးဗျအဲ့ဒီစေညီလေးပေါ့ညီလေးကစေးအောင်လဲဆိုပြီးတော့ပဲကျွန်တော်ဒီဆက်လက်ပြီးတော့ပြင်ညာဆက်တင်ရတာပေါ့ င်တန်းချောင်းလေးမှာတွေ့ရတာအများကြီးပေါ့နာထိုင်းတဲ့လူတွေရောနောက်ကျတော့မတရားဆွဲခံရတဲ့လူတွေရောအဲ့လိုမျိုးတွေကြီးရတော့အများကြီးရှိပါတယ်တရားရဂိုင်းတုံးမှာတော့ဟိုသူ့စိတ်နဲ့သူ့မပါပဲမဲ့သူ့မိသားစုအတွက်ခဏခဏခဏတာဖြစ်ရှင်းတဲ့လူတွေလည်းရှိတယ်အဲ့ဒါတော့တရားရဂိုင်းတုံးမှာတော့နှစ်ယောက်သုံးယောက်လောက်ပဲရှိတယ်ကျန်တဲ့လူတွေတော့အကုန်ဆွဲခံရတာပေါ့ဟိုတချို့ကျရင်လဲထဲမှာပေါက်လို့ပေါက်နေတယ်ဘာမှမသိတော့ဥက္ကဋ္ဌလာခေါ်ရတယ်လာခေါ်ရတော့ပါလာတယ်အဝိစားတော်မှာပဲ ကိုဝိရဒတ်ကိုကိုကူနဲ့လိုက်လာရတဲ့လူတွေပဲနောက်ပိုင်းကျတော့မှသူတို့အိမ်ကြီးကနေတော့ဟိုငိုးရီပြီးတော့ပေါ့မိမတဲ့ဆိုရင်လည်းငိုးရီပြီးတော့လာပြီးတော့ဝတ်စားတွေလာပို့တာဟိုတချို့ကျတော့လည်းခီးသွားနေနေအဲ့လိုဆွဲခန့်ရတယ်မှတ်ပုံတွေရှိလဲဆွဲခန့်ရတာပဲအဲ့လိုမျိုးတွေလည်းရှိတယ်နောက်ကျတော့ဟိုနားထိုင်းတဲ့လူတွေဟိုချက်လောက်မကောင်းတဲ့လူတွေကျွန်တော်တို့ဘတ်စင်မှာဆိုလို့ရှိရင်တန်တန်းကျောင်းမှာဆိုရင်254ယောက်ကို6ယောက်လောက်ကချက်လောက်ဟိုကျိုးနေတဲ့လူတယောက်ပါတယ်နောက်ကျတော့ကောင်းနေတဲ့လူ2ယောက်ပါတယ် ။အဲဆိုတော့ဟိုခေါင်းကြီးကကားနဲ့ထားတာတည်ပြီးတော့ဒီထကြီးကတလွိဖြစ်နေတာပေါ့။ခေါင်းဥကောင်းကဒါလိုတစောင်းကြီးဖြစ်နေတာပေါ့။တစောင်းကြီးဖြစ်နေတဲ့လူလည်းပါတယ်။အခုချိန်လေးလည်းသူတို့သူလည်းပါလာတယ်ကျွန်တော်တို့ရန်ကုန်ထိရန်ကုန်မှာသူစစ်ကူအောင်မှာဆိုတော့ကြမ်းခဲ့။အဲအဲ့လိုလူမျိုးတွေတောင်ထောက်ခွင့်မပေးဘဲနဲ့အကုန်ထည့်ထားပြီးတော့အကုန်လုံးမရရသူတို့ကတော့ရမှာပေါ့။ဥက္ကဋ္ဌတွေဘာတွေကတော့သူတို့ကတော့ပတ်စံတွေဘာတွေရမှာပေါ့။အဲ့လိုကြောင့်မလို့အကုန်ဆွဲထည့်ထားတယ်။ဆွဲထည့်ထားပြီးတော့ကျွန်တော်တို့တွေ ဟိုပြည်သူစစ်မှုထမ်းပတ်စင်ပေါ့မားမြင်းတော်2024တင်တင်န်းသားကတော့254ယောက်ပရမရှားရှင်မနက်မှာပေါ့အဲထမင်းကျော်ထမင်း ပြောရမယ်ဆိုထမင်းကြော်ပေါ့ဒါပေမဲ့ထမင်းကလည်းချက်တက်တက်လူချက်တာမဟုတ်တဲ့အတွက်ထမင်းနေရာပျော်တူးမနေတဲ့ဖြစ်ခဲ့တယ်အဲ့ချိန်မှာလည်းကျွန်တော်တို့ဘယ်လိုပြောရမလဲထမင်းလေးတစ်လုံးနဲ့လောလောစားပြီးတဲ့အချိန်မှာစားရဘလို့မှအဆင်မပြေတော့အဆင်မပြေတော့သုံးပလိုက်တယ်သုံးပလိုက်ပြီးတော့သူ့ပေးတဲ့ကြုပ်လေးတစ်လုံးနဲ့အဲဒီလက်ဖက်ရည်လေးတစ်ခွက်ကိုတောက်ပြီးတော့ပဲမနက်စာကိုပြီးခဲ့တယ်ပေါ့နေ့လေရောက်တော့လေအဲ့လိုပါပဲသူတို့မနက်စာနဲ့မထူပါဘူးသူတို့ကြွေးရတာလေအဲ့လိုပဲစားခဲ့ရတယ်ကိုအသက်ရှင်ရှေ့ဆက်ပြီးတော့အသက်ရှင်ရေးတော့ပေါ့အသက်ဆက်ဆက်လက်ရှင်တဲ့ရေးတော့ပြီးတော့ မစားခြင်းလည်းစားခဲ့ရတယ်ပေါ့အဲ့ဒါနဲ့တပတ်လောက်ထိအဲ့လိုပဲခံခဲ့ရတယ်ပေါ့စက်တလပိုင်း29ရက်နေ့မှာတင်းနှဲဆင်းပါတယ်တင်းနှဲဆင်းပြီးတော့ကျွန်တော်တို့တွေ30ရက်နေ့မှာကျွန်တော်တို့တွေကိုရန်ကုန်တန်းဖို့ပါတယ်ရန်ကုန်တန်းဖို့တော့ဒါဟိုနေတကနေရပြည်သူစစ်တွေကိုအဲ့မှာပဲဆုထားတာကျွန်တော်တို့တက်ကတော့မသိဘူး2ရက်လောက်ပဲနေရတယ်ဆိုတော့လိုက်လေလေးလာလို့ကမရဘူးဘာဖြစ်လို့လဲဆိုတော့ဟိုကကျွန်တော်တက်တွေတက်တွေအတီးတီးက လာပြီးတော့အရာခံဘိုးတို့တက်ကြွကြီးတွေလာပြီးတော့ကျွန်တော်တို့ခေါ်ပြီးတော့ဟိုချုပ်ချယ်ထားတာပေါ့ဟိုဝန်ထမ်းမသွားနဲ့တနေ့မသွားနဲ့မင်းတို့ပြောင်းမှာဆိုလို့ပါညာဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပြောပြီးတော့ကျွန်တော်တို့တွေအမှနှစ်ရက်လောက်နေလဲပြီးတော့နောက်နေ့နှစ်ရက်မနက်ပိုင်းပေါ့မနက်ပိုင်းကျွန်တော်တို့စတင်ပြီးတော့ထွက်ခဲ့တယ်ထွက်ခဲ့တော့ရန်ကုန်တင်းမော့စိတ်စစ်တင်းမော့စိတ်ပေါ့စစ်တင်းမော့စိတ်ကိုကျွန်တော်ရောက်ပြီးတော့စစ်တင်းမော့ပေါ်မှာအကုန်လုံး99ကူရော96ရော998ရော93လုံးရောအကုန်လုံးကျွန်တော်တို့ရဲ့တစည်းတည်းမှာပါသွားရပါတယ်ဟိုကမော်လမြိုင်ရောက်ရှိခဲ့ပါတယ် မော်လမြိုင်ရောက်ရှိခဲ့တဲ့အခါမှာမော်လမြိုင်ကျွန်တော်တို့စဲယုံလို့ပြောတယ်သူတို့ကတော့အမှန်ကားပဲသူလဲအစစ်စဲယုံမှာအိမ်တော်တွေကတော့မင်းကလေးတွေကတော့မင်းကလေးတွေရောယောက်ျားလေးတွေရောဟိုဘက်ခန်းမှာဟိုဘက်မှာစစ်စဲယုံခန်းထဲမှာဝတ်နေကြတာပေါ့ယောက်ျားလေးတွေဒီဘက်ဘားတိုင်းမှာပေါ့ကျွန်တော်တို့ရဲ့အောက်ဘားတိုင်းမှာဆိုလို့ဖြစ်လို့ရှိရင်ငါးငါးရှစ်ရှိပါတယ်ကျွန်တော်တို့ကတော့ငါးငါးကိုယ်ကဒီဘက်အထက်ဖက်မှာလုံကြုံရေးပေါ့လုံကြုံရင်းခဏထွက်ကြသေးတယ်မော်လမြိုင်မြို့ထဲမှာအင်အားပြတဲ့အနေနဲ့ဆိုပြီးတော့သူတို့ကတော့ပြောကြတာအင်အားပြတယ်ဆိုပြီးတော့ထွက်ကြတာအဲမြို့တပတ်လေပေါ့တပတ်လေသွားကြတယ်တပတ်လေသွားလေပြီးတော့ကျွန်တော်တို့ဒီ ဟိုညနေဆောင်လိုက်လို့ကြာကြာမှောင်တော့မှောင်သွားတော့9နာရီည8နာရီ9နာရီလောက်ဖြစ်သွားပြီပေါ့အဲပြန်ဝင်လာတယ်ပြန်ဝင်လာပြီးတော့ကျွန်တော်တို့တွေမနေ့လဲကြာလဲကြာကြာမင်းတို့တွေခြေထောင်သွားရမယ်လို့ပြောပါတယ်ပြောတော့ကျွန်တော်တို့ကလိုက်ပြီးတော့အကုန်အစင်းသိမ်းပြင်တာပေါ့ဒီကူဝင်းမင်းတွေကိုပါတယ်အကုန်အစင်းသိမ်းပြင်လဲပြီးတော့ကျွန်တော်တို့တွေလိန်စိတ်ကိုသွားတယ်အဗျူဝါကိုသွားတယ်ဗျူဝါသွားလဲပြလဲပြီးတော့ကျွန်တော်တို့တွေကိုလဲကြာကြာကျွန်တော်တို့အတော့မဟုတ်တော့ဘူးကျွန်တော်ငါးငါးကိုမဟုတ်သေးဘူးငါးငါးကိုကမနေ့ဖက်မှာတဲ့ဒီနေ့ငါးငါးရှစ်သွားမှာတဲ့ဆိုလို့ဆိုလို့ဆိုငါးငါးရှစ်ကိုအရင်ဆုံးပို့တယ် အရင်ဆုံးပို့လေပြလေပြောကျွန်တော်တို့ကနောက်နဲ့မနဲ့လဲကြာကြာပါကျွန်တော်တို့ငါးငါးခုအဖွဲတခါပို့တယ်သူကတခါပို့လို့ရှိရင်တော့ဟိုကအယောက်20ဘန်နီလောက်ပဲပါတာပေါ့အလင်းအဲ့ဒါနဲ့ကျွန်တော်တို့တွေဒီ viewer ဟောလိန် viewer ကိုရောက်ပါတယ်ဟောလိန် viewer ရောက်လဲရောက်လို့ရောက်ကောအဲ့မှာတညာနားတယ်မနဲ့၄နိုင်လောက်လဲကျွန်တော်ကျွန်တော်တို့အကုန်တန်းစီခိုင်းတာပေါ့အကုန်တန်းစီခိုင်းလဲပြီးတော့ငါးငါးခုကိုအရင်ဆုံးပို့မယ်လို့ပြောတယ်ကျွန်တော်တို့တွေကိုဒီဟိုဟာကိုဥတိကျစကန်ကိုကျွန်တော်ရောက်ရှိခဲ့တယ် ကျွန်တော်ရှေ့တန်းမှာတော့တော်တော်လေးသူများနဲ့ဆိုင်ကိုကအမြင်အာရုံချုပ်တဲ့တဲ့အတွက်စိုးရင်ရတာပေါ့အသက်အန္တရာယ်ပေါ့ကိုဘကပြစ်လာဆိုရင်စိုးရင်စိတ်ကများလာမယ်ပြီးတော့ကိုကိုကိုလည်းစိတ်ကလည်းထိန်းချုပ်မယ်ဒီလောလောလေးနဲ့လည်းတနက်လည်းပြစ်လို့မရဘူးအဲကိုကတနက်တာခိုင်းတာလားကိုစိတ်ခံယူချက်ကလည်းငိုကလေးကလည်းအိုက်ထဲမှာဝင်လဲမဝင်ချင်းကိုကကိုအပြင်မှာအေးစေးပဲနေရလူတယောက်ဆိုတော့ကြတော့အိုက်ထဲမှာဝင်ရတဲ့အတွက်ဒါကြီးစိတ်စိတ်တွေလည်းကျဉ်းကျတယ်စိတ်ဖြစ်မှုတွေလည်းများတယ်နောက်ပိုင်းကျတော့ ကျွန်တော်ငငယ်တဲ့အပေါင်းနဲ့တငယ်ချင်းတယောက်ကမိသူစကားလေးကိုနားထဲမှာပြန်ကြာပေါ့။ तू ကပြောပြပေါ့။ तू စိတ်ညစ်တဲ့ချိန်တိုင်းဘာလုပ်လဲဆိုတော့တရားလေးပါလေဘုန်းကြီးတွေပါလေပြောတဲ့တရားလေးပါလေနားထောင်လေတဲ့။ဖះဖះသားလေးပါလေရွတ်တယ်ဆိုတော့ကျွန်တော်သူစကားကိုပြန်ပြီးတော့အမှတ်ရပါ။အဲ့ချိန်မှာဟောငါလည်းခုချိန်မှာငါတအားစိတ်ညစ်နေရပဲပေါ့။ဒီအရင်ကနေမြုံထန်နိုင်နေဒီမှာငါစိတ်ကငါဖြည့်ပြောင်းအောင်မယ်ဆိုပြီးတော့အဲ့ဘုန်းကြီးတွေပါလေတရားဟောပုဂ္ဂိုလ်တွေပါလေအဲ့လို line မော်နေတောင်းလို့ဆွဲတယ်။ဆွဲပြီးတော့အဲ့အားလေးနားထောင်လေ။နောက်ပြီးတော့ကြတော့ကိုယုံကြည်ရဘာသာကိုလဲပေါ့။ ဖရားသားလည်းညာတိုင်းညွတ်တယ်ပြကြပရိပါစိတ်တယ်အဲ့လိုပေါ့ကောင်းမှုကုသိုလ်တွေကကောင်းမှုကုသိုလ်ကပဲငါ့ကိုခင်နိုင်ပေါ့ခုချိန်မှာငါရှည်တန်းကိုရောင်းနေပြီသူတို့ပြောလို့ရှိရင်ကိုကပဲတိမ်ပါပေါ့လေကိုကပြန်ပြီးမခုခံနိုင်ဘူးပေါ့ကိုနေထားကိုလည်းကိုအတိတယ်အဲ့ကြတော့ငါကိုအစီအစဉ်လည်းရှိပြီးသားလေကိုကထွက်ပြေးမှာဆိုတဲ့အစီအစဉ်ရှိပြီးသားဆိုတော့ကြတော့ပြန်တော့မပြုတ်ဘူးပဲစိုးရင်စိတ်တင်နေပဲအဲ့လိုမျိုးပဲညာတိုင်းပဲဖြတ်တန်းကြရတယ်ကင်းချိန်ဒီမှာဆိုတဲ့အဲ့လိုပဲ ပြီးကြတော့မီးမသုံးအောင်မီးမသုံးရတဲ့အချိန်မှာကိုယ့်ရဲ့မျက်လုံးကညတချို့ညတယ်ဆိုရင်တော်တော်မောင်းတယ်လာကွယ်လို့လာပြည့်ကြော်ဆယ်ရက်ကြော်လောက်ဆိုလို့ရှိရင်လာကမตาတော့ဘူးလေမตาတော့じゃမောင်းတာမောင်းလို့ရှိရင်ညကြရင်ကိုနာကိုခုံကမီးလေးတွေ့လိုက်ပြီဆိုရင်ကိုမရှောင်းတယ်ဒါပေမဲ့သူတို့ကပြောမီးတွေ့ရင်သူတို့လန်ခေါ်ဒါပေမဲ့မခေါ်ဘူးကိုစိတ်ရခံယူချက်กว่าလဲဘယ်လိုပြောမလဲကိုကတင်းသေးပဲသေးတော့ပေါ့ကိုကပြည့်လက်ခံပါပေါ့လေမပြောတွေ့တယ်ဟိုဘက်ကုန်းမှာဟိုဘက်ကုန်းမှာလည်းမီးလေးပါလေးဖြစ်ဖြစ်တွေ့လို့ရှိရင်မပြောဘူး ဘယ်လိုပြောမလဲကိုကအထက်မှာလာရောင်းနေပြီမယ်ကိုရဲ့စိတ်ခံယူချက်ကတော့ဒီလိုမျိုးပေါ့အရောင်းကတက်ရောင်းပြီပေါ့ဟိုထဲမှာရောင်းတာတက်ရောင်းဒါပေမဲ့ကိုရင်မထဲမှာရှိတဲ့အာအရောင်းကတက်ရောင်းပေါ့အဲအဲ့လိုဖြစ်နေတဲ့အတွက်ငါတင်လဲတည်ပြီသီလို့ပြန်တော့ဝင်ဖြစ်ဘူးဆိုကိုကိုလည်းအဲ့လိုပဲနေခဲ့အမခံယူချက်ကတော့တစ်ချိန်မှာဒီဘက်ကိုထွက်နိုင်အောင်ပဲပေါ့ဖျားတရားလည်းလုပ်တယ်အဲ့လိုနဲ့ပဲထွက်လာခဲ့အောင်ခက်ခဲရေလေတော်တော်လေးတွေ့ကြုံရတယ် ားပြီးတော့ကျွန်တော်ရောက်တရတော့မုံလာဦးခရမ်းကျင်သည်ခရမ်းသည်ဆိုလို့ရှင်အကုန်လုံးလည်းမြင်ဘူးမှာပါတည်းခရမ်းကျုပ်သည်ကျွန်တော်တို့ခဲ့တဲ့ခရမ်းကျုပ်သည်ကိုတက်ကို၃လုံးအညာမဖြတ်ဘူးတက်ကို၃လုံးအဲ့ဒါနဲ့စားရတယ်နောက်ကျတော့မုံလာဦးကိုပါပါလှီးပြီးတော့တက်ကို၅ပြားပေါ့၅ပြားစီကျွန်တော်မှတ်မှတ်ရရမှတ်ထားတယ်၅ပြားစီစားရတယ်စီတော့မပါဘူးဟိုပြုတ်တယ်လို့မျိုးကြီးဖြစ်နေတယ်အဲ့ဒါနဲ့စားရအဆင်မပြေအဆင်မပြေတော့ကျွန်တော်တို့ကဒီလိုတိုင်းဆိုကျွန်တော်အဆင်မပြေသူတို့ကတင်ပြဆိုတော့လေကျွန်တော်တင်ပြတယ်ညနေတန်းစီတန်းစီတဲ့အခါမှာတင်ပြရင်ဟို ဖြစ်ရမှုရှိတယ်ပေါ့အရာဝင်တယ်ပေါ့နော်တန်းစီတဲ့ခါပြောဆိုတော့အဲတန်းစီတဲ့ခါတင်ပြတယ်တင်ပြလည်းဘာမှမထူဘူးဒီတိုင်းဒီတိုင်းပဲလာတာပဲအဲ့ဒါနဲ့ကိုလာစာလေးတွေပို့လို့ရှိရင်ဝယ်စားမယ်ဆိုတော့လာစာဦးတွေစောင့်တယ်လာစာလာတဲ့ခါလဲကြာလဲကြာကြာကျွန်တော်တို့ဒီစားစားနဲ့ရိတ်ခါတွေကိုထည့်ဖို့ကနှစ်တောင်းဖြတ်တယ်နောက်ပြီးတော့ဟိုစီဘိုးကတစ်တောင်းဖြတ်တယ်တချို့ကြာဆုံးတဲ့လူတွေပေါ့ကြာဆုံးတဲ့လူတွေကိုတပိတ်တို့ပို့ပြီးပို့ပါတယ်လို့သူအဲ9000ဆို9000လိုက်ပြီးတော့မင်းတို့တရာသွေးပေါ့ထည့်ခိုင်းတယ်ထည့်တယ်ကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်တို့ မင်းတို့မစားနိုင်ရင်တော့ကိုယ့်အနေကိုဝယ်စားပေါ့အဲကျွန်တော်တို့လည်းကိုယ့်အနေကိုဝယ်စားရတယ်ဒါပေမဲ့ဈေးတရားကြီးတယ်ခုဒီမှာလက်ဖက်ပေါင်တော့တော့တော့ကို60လောက်ပဲရှိတယ်ဆိုဟိုမှာ80 90လောက်ဖြစ်နေဘန်းနဲ့ပေါ့နော်ကျွန်တော်တို့ကအဖြစ်ဖြစ်နေလာတာမလောက်တော့ကိုယ်တွေလက်ထက်မှာ2300အောင်8000လောက်ပဲကျန်တော့တယ်တခါတည်းကျန်ရင်သွားလိုက်တာတော့မလဲရတဲ့အဖြစ်မျိုးတွေရှိတယ်ရောက်ပြီလို့ဆယ်ရက်လောက်နေတဲ့အချိန်မှာကျွန်တော်တို့နဲ့အတူတူပါလာတဲ့တငယ်ချင်း ပါစာ၃ယောက်ကထွက်ပြေးသွားတယ်။နေကင်း၁၀နှစ်ကျော်လောက်ရှိတယ်။အဲထွက်ပြေးသွားတယ်။ထွက်ပြေးသွားလဲပြီးတော့ကျွန်တော်တို့စပြီးတော့ကြက်တော့တာပဲ။သူတို့ပြေးတဲ့အချိန်မှာသူတို့ရဲ့ဖွဲ့စည်းပုံစနစ်ကိုပြန်ပြောင်းလိုက်တယ်သူကအာကင်းချိန်တွေကိုကင်းချိန်ကကြတော့အရင်ကတယောက်ကို၂နာရီ၂ယောက်ကင်းကကင်းကတယောက်တည်းဆောင်ရတယ်။အာဒုတိယကင်းလို့နောက်ဆုံးကင်းလို့အဲ့လိုပါလေကြတော့သူက၂ယောက်စီတွဲဆောင်ရတယ်။အဲ့ဒါကြတော့အဆင်မပြေလို့ဆိုတော့ကြတာသူကကင်းကိုပြန်ချင်းလိုက်တာ။ အဲ့လာပြီးွားတော့တိတ်မကြဘူးသူတို့ပြေးပြီးတော့၂ရက်၃ရက်လောက်နေမှာနောက်ထပ်၃ရက်ကနေပြီးတော့ဖတ်ပြေးသွားတယ်အဲ့ဒီ၃ရက်ကလည်းသူတို့ကလည်းတိုင်ရင် तू ကအကြအဓိကသူတို့ရဲ့ကံကောင်းမှလာ၃ရက်သလုံးကတငယ်ချင်းဖြစ်တယ်ပြီးတော့ရင်မချင်းလည်းတူတယ်အဲပြေးဖို့ကလည်းအစီအစဉ်ရှိနေတယ်ကြာ၃ရက်သလုံးကမှသွားတာ MA3 နှစ်လက်နဲ့ဟို1 3နလနဲ့ဝန်တလက်မှာပြီးတော့အချမ်းစီကိုခေါ်ပြီးထွက်သွားတယ်။အဲ့ရနေစားပြီးတော့ဖုံးမသုံးရတော့ဘူးဆိုပြီးဖုံးနေအကုန်လုံးတင်လိုက်တယ်။ဖုံးနေတင်ပြီးတော့မင်းတို့ကောင်တွေ အဲမင်းတို့ရှိတဲ့မင်းတို့ဖုန်းမှာရှိတဲ့ password တွေပဲအကုန်ဖွင့်လာငါအကုန်စင်မှာဆိုပြီးဖုန်းနဲ့တင်ကျွန်တော်တို့ဖုန်းနဲ့မှာပေးတော့အတင်းကြက်ကြီးဆိုတော့လည်းအကုန်လုံးပဲပေါ့ကိုရှိတဲ့များဟာလည်းအကုန်လုံးပဲဖွင့်ပေးရတယ်ပေါ့ဖွင့်ပေးပြီးတော့ကြာတော့တချို့ကြလည်းတို့တန်တရားရှိတဲ့လူတွေကြာတော့စောင့်ကြည့်နေတာထားတာပေါ့စစ်စင်ထိုးတဲ့အခါမှာကျွန်တော်တို့ကိုလက်နဲ့ပေးတယ်လက်နဲ့ထုတ်ပေးတယ်ပေါ့ဒါပေမဲ့သူကဟို ကြီးထုံမပေးဘူးအဲကြီးပေါက်ကတော့ကျွန်တော်တို့၃ပေါက်၃ပေါက်ကြီးထုံမပေးဘူးကျွန်တော်တို့ကလည်းဘယ်လိုဆိုဒီကြီးမမပေးတာတကယ်တကယ်ပြစ်လာလို့ရှိလို့ရှင်သူတို့မှကြတော့သူတို့ကအပြည့်စုံထည့်ထားတာပေါ့သူတို့မှတော့အပြည့်ဘိုးကြီးတွေဆိုလို့ရှိလို့ရှင်ဒီမှာပင်စတိုထဲမှာကြီးပြည့်ဖြည့်ထားတယ်နောက်ကျသူတို့က MV3 ထဲမှာဆိုလို့ရှိရင်ကြီးကိုအပြည့်ဖြည့်ထားတယ်ဟိုဆရာတွေလည်းဒီတိုင်းပဲသူတို့ကဟိုခါတိုင်းကျွန်တော်တို့ပေးတာ၃ပေါက်ဆိုရင်သူတို့ကတော့၅ပေါက်လောက်ရှိတယ်ကြီးပေါက်က၅ပေါက်လောက်ရှိတယ်ကြီးကိုအပြည့်ရိုက်ထည့်ထားတယ် ကျွန်တော်တို့ကြတော့ဒီကြီးအရင်နေပေးလဲလဲပြည်ပြီးရောကျွန်တော်တို့ကြီးမပေးတဲ့အတွက်ကြတော့ကျွန်တော်တို့ကဘာလုပ်မလဲဒီအကြီးကတော့တချောင်းလောက်မှာတန်ချင်းမှမရှိတာ